ရီယယ်မက်ထရဲ့တင်းဘတ်ကိုဂိုးသွင်းပြခဲ့မှုတဲ့လက်ရှိမန်ယူနိုက်တက်ကိုသမားဆန္ဒလာမင်းမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဇောင်းအတင်ဆက်နေပါတယ်ဆန္ဒလာမင်းလို့မြန်မာပြည်သက်တွေခြေစနိုးနဲ့ခေါ်ဝေါ်လေးရှိကြတဲ့မန်ချက်စတာယူနိုက်တက်ကိုသမားတစ်မှာကိုဖန်နာပြင်တခြားသောအာသင်ဖွယ်ဆွမ်းဆောင်ရည်တွေကိုလည်းပိုင်ဆိုင်ထားပါတယ်အသက်23နှစ်ရွယ်ကိုသမားလေးကပြီးခဲ့တဲ့နေရာဒီအတွင်းယူနိုက်တက်ကိုရောက်ရှိလာခဲ့ပြီးဆန္ဒလန်းကိုဒူးစီနဲ့နဲ့ရခဲ့တဲ့သူရဲ့ပထမဆုံးပရီးမီးယားလိပွဲစဉ်မှာဂျင်းနဲ့ဆရာဆွမ်းဆောင်ပြခဲ့ပါတယ်ဆန္ဒလာမင်းအနေနဲ့လာမယ့်တနင်္လာနေ့မှာတော့ချန်ပီယံလီဘာပူးအသင်းကို F20 တွားရောက်ရှင်ပြန်ရဖို့ရှိနေပါ रे ဒီဘက်မှာသူရဲ့လက်စွမ်းကကြားလာဖားလာဆိုတာမျက်ဝါးအထင်တင်မြင်တွေ့ရတော့မှာဖြစ်ပါ रे အခုရပိုင်းတွင် social media ပေါ်မှာ United ပြည်သက်တွေလေမင်းနဲ့ပတ်သက်ပြီးတော့လူပြောများနေတဲ့အကြောင်းအရာတခုရှိနေပါ रे အဲဒါကတော့ကိုသမားလေမင်းကဥရောပရဲ့ဘယင် Real Madrid ဘက်ကိုကိုးတင်ခဲ့မှုတာဖြစ်ပါ रे လေမင်းက2022ခုနှစ်စတေမာလာတုန်းက Club Brugge အတွက်ကစားပေးနေခြင်းမှာလူငယ်ချင်းမြန်လေးပွဲစဉ်တခုတင်းတောင်းကန်ဘောကနေဆင်မဲ့ Real Madrid ဘက်ကိုကောင်းတိုက်သွင်းယူခဲ့တာဖြစ်ပါ रे ကလပ်ဘရုတ်ကလူငယ်နေပြဟောင်းကလည်းလေမင်းကဂိုးရိုက်နေကြတဲ့ဒီမကပဲနဲ့ကွင်းထဲမှာပါအော်ဖီကစားသမားတယောက်အနေနဲ့ပါကစားနိုင်ကြောင်းပြောထားတာရှိပါတယ်။အဆိုပါနေပြကလေမင်းကလေ့ကျင့်ရေးအစီအစဉ်တွေအတွင်းရှစ်တဲ့ကစားခွင့်ပေးဖို့တောင်းဆိုတာတွေကပုံမှန်လုပ်တတ်ပါတယ်။ဒါကလေးမှာသူကတရားကစားမားရီထက်တောင်မှပေါ်လုံးကစားတာပိုကောင်းနေပါသေးတယ်လို့ပြောကြားခဲ့ပူပါတယ်။ညတဲ့ပရိသတ်တချို့ကတော့လေမင်းကရှက်ကိုတက်တိုက်စစ်ကစားတာပိုကောင်းနိုင်တယ်လို့ဟာတာနောပြောဆိုနေကြပါတယ်။